မင်္ဂလာပါယနေ့စက်တင်ဘာလ30ရက်နေ့ VPN ရဲ့ပြည်တွင်းပြပသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နေရီကန်လေးချောင်းရဲ့ကာကွယ်ရေးစခန်းရဲ့အရှိကာကင်းစခန်းတစ်ခုကို AA ကတိုက်ခိုက်သိမ်းပိုက်တဲ့သတင်းကိုသတင်းတောင်နိုင်နိုင်မှပေးပို့လာပြီးကိုရီးချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့အဆက်ဗဒန်းတက်နေမှာရှိတဲ့နေရီကန်လေးချောင်းရဲ့ကာကွယ်ရေးစခန်းရဲ့ရှေ့ကာကင်းစခန်းတစ်ခုကိုအာခတ်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။ ရခတတော်ဤသိမ့်ပိုက်ထိန်းချုပ်ထားတဲ့ကာကင်းစခန်းမှာမကွေးတိုင်းငဖဲမြို့နယ်အမ်ဘရန်လမ်းမှာရှိတဲ့စစ်ကောင်စီတပ်ဆွဲအခြေစိုက်ထားတဲ့ဂုတ်ကြီးကျေးရွာကာကင်းစခန်းပဲဖြစ်ပါတယ်။ဆိုပါဂုတ်ကြီးကျေးရွာကာကင်းစခန်းကိုရခတတော်ဤနဲ့ပူးပေါင်းတပ်တွေကအခုလနောက်ဆုံးအပတ်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စတင်မလာ28ရက်နေ့မှာအပိသက်သိမ့်ပိုက်ရရှိခဲ့တယ်လို့အေနဲ့နှိဆက်တဲ့စစ်ရေးသတင်းရေးမြစ်တူကပြောပါတယ်။ဂုတ်ကြီးကျေးရွာကာကင်းစခန်းကို အေးနဲ့ဝန်ဒရီကတင်းထားနိုင်ပြီလို့တော့သိရပါတယ်။အဲအမ်ရန်လမ်းပိုင်းမှာဆိုရင်အခုနိုင်ငံပြွာကောင်းတစ်ခုပဲကျန်တော့တယ်။အဲပြွာကောင်းကထိန်းနိုင်ရင်အမ်ရန်လမ်းပိုင်းကိုထိန်းချုပ်သွားနိုင်မှာဖြစ်တယ်။အာကာတော့အေးနဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေဟာအန်ကနေဗရန်ဘတ်ကိုတွားတဲ့ရခိုင်ရုံးမှတောင်ပေါ်ကနေတဲ့စွန်တက်စတဲ့ကြေးရွာတွေကိုထိန်းချုပ်ထားပြီးတော့အခုလက်ရှိမှာတော့ကုတ်ကြီးကြေးရွာကိုထပ်မံထိန်းချုပ်နိုင်ခဲ့တာ နဲ့ရေကန်လေချောင်းရင်ကာဝေးစခန်းနဲ့လည်းသုံးပိုင်ခန့်သာခွာဝေးတော့တယ်လို့သိရပါတယ်။ဂုံကြီးချေးရွာကာကင်းစခန်းမှာစစ်ကောင်စီအင်အားရာနဲ့ချီတက်ဆွေးနေထိုင်ခဲ့တာဖြစ်ပြီးတော့အာရခတတော်အေးနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ကြောင့်စစ်ကောင်စီတပ်သားတွေဟာနဲ့ရေကန်လေချောင်းရင်ကာဝေးစခန်းကိုဆောက်ခွာထွက်ပြေးသွားခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။နဲ့ရေကန်လေချောင်းရင်ကာဝေးစခန်းနဲ့ဆယ်မိုင်ခန့်သာခွာဝေးတဲ့ဗရန်တက်နယ်မှာရှိတဲ့စုံကုန်းအခြေဆိုင်အမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မာဆာခကိုတုံညာမှာတက်ရင်နဲ့ အမှတ်၄၃ညာကိုအမြောက်တက်ရင်းတွေကလည်းစစ်ကောင်စီတက်ရင်းတွေဟာအမ်ပဒန်းလမ်းပိုင်းကိုစစ်ရင်အားဖြစ်တင်းမှုတွေများပြားပြုတ်လုပ်နေတယ်လို့သိရပါတယ်။လက်ရှိမှာအရခတ်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ် PDF တို့ဟာနယ်ရီကန်ဒီရောင်းရံကာဝေးစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့အဆိုပါပြူဟာကုန်းစခန်းကနေအတင်းအဓမ္မစစ်မှုရန်ခေါ်ဆောင်ခံခဲ့ရတဲ့ပါစတွေဟာလည်းကစင်ကလျားထွက်ပြေးမှုတွေရှိနေတယ်လို့သိရပါတယ်။အမ်ပဒန်းလမ်းပိုင်းကိုအရခတ်တော်အေအေချင်းကာဝေးတပ်နဲ့အရှိုချင်းကာဝေးတပ်မကွေးတိုင်းအခြေဆိုင် PDF တပ်ရင်းတွေ ကျောင်းသားလက်ရုံးတက်တော် SAF ပြည်သူ့လွတ်လပ်ရေးတက်မတော် PLA လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတို့ဟာထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်အာခတ်တော်အင်းနဲ့ပူးပေါင်းမဟာမိတ်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အမ်ဘရန်လမ်းမရှိနေရင်ကန်ဒီကျောင်းရဲ့ကာကွယ်ရေးစခန်းကျရောက်ပါကစေမိုင်ခန့်သာကွာဝေးတဲ့မကွေးတိုင်းငဖဲမြို့အနီးရှိစစ်ကောင်စီတပ်ရဲ့ရန်ချက်ဆက်ယုံ ကပ္ပဆတ်ဆက်လီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဆက်ယုံတရှိနေရတယ်ဖြစ်ပါတယ်အလားတူပဲငဖဲမြို့အနီးမင်းလာအထက် မလုံမြို့ဝင်းကျင်မှာမော်တာကြည်စံနဲ့အမြောက်စံတွေထုတ်လုပ်တဲ့ကပ္ပစနှင့်မင်းလာအထက်ဂုံးကြီးကျေးရွာနီး40မီလီမီတာတာဝေးပြစ်ရင်တင်တုံးထုတ်တဲ့ကပ္ပစ30ဆက်ယုံတို့တရှိနေတာလည်းဖြစ်ပါလေ။နယ်ရေကန်လေကြောင်းရံကာကွယ်ရေးတက်စကန်ဗျူဟာကိုမှစစ်ကောင်စီရဲ့တပ်မ88တပ်မ69တဲ့ရင်းတွေကစစ်ကောင်စီတပ်သားတွေနဲ့ပြည်သူစစ်သားတွေပတ်စတွေအင်အားထောင်နေစီအခြေချတက်ဆွဲထားတဲ့စကန်တစ်ခုလည်းဖြစ်ပါလေ။ ကျွန်တော် Richard နောက်ထပ်သတင်းတပုတ်အနေနဲ့လေးကေကောတိုက်ပွဲအတွင်းစစ်တပ်ရဲ့ရှေ့တန်းနောက်ထိုင်ရုံထိတော်လရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တာကြောင့်စစ်ကောင်စီတေဆုံးမှုများပြားနေတဲ့သတင်းကိုကိုမင်းတော်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကရင်ပြည်နယ်လေးကေကောတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ရှေ့တန်းရှိအနောက်ထိုင်ရုံကိုတော်လရေးအင်အားစုတွေကဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာကြောင့်စစ်ကောင်စီဘက်မှထိခိုက်တေဆုံးမှုများခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကလေးကေကောရှိတော်လရေးအင်အားစုတွေ ခြေပြုတ်တက်ဆွဲထားတဲ့နေရာတွေကိုစစ်ကောင်စီမြေပြင်စစ်ကြောင်းတွေကအတင်းတိုးဝင်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါစစ်ကြောင်းဇွတ်တိုးလာတာကြောင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန်စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေကိုအနီးကအမိတ်ဘေးစီခိုင်းတာတွေပြုလုပ်နေတဲ့ရှေ့တန်းနောက်ထိုင်ရုံးကိုတော်လိုင်းရင်အားစုတွေကအသေးခံ drone ပြတိုက်ခိုက်ခဲ့တာကြောင့်အမိတ်ဘေးစီခိုင်းသူအရာရှိကြီးအဆင့်ပါဝင်အမြောက်အများထိခိုက်သေးဆုံးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ 24ရက်နေ့ကဒီကောင်တွေလွတ်တိုးကြတာလွတ်တိုးတော့သူတို့ရှေ့တန်းနောက်ထိုင်ရောကာမီကာစီနဲ့ဝင်အောင်လာအဲ့မှာလဲသူတို့တော်တော်ထိသွားတယ်မတည်ဦးထုံရင်5ကောင်ပဲစတင်မာလာ25ရက်နေ့နေကင်းမှာလဲစစ်ကောင်စီတပ်ဖွဲ့တွေဒီမှာစနိုက်ပါတမ4ရာဒေါ်လာရေးအင်အားစုတွေရှိရနေရဘူးစနိုက်ပါပြစ်ပစ်ခတ်ပြီးအပြန်ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရတာကြောင့်နေရာမှာတဲ့4ရောက်လုံးသေဆုံးသွားခဲ့ပြီးရပ်ပိုင်းအတွင်း ထိခိုက်ပိတ်ဆို့မှုများခဲ့တာကြောင့်စစ်ကြောင်းအချို့တက်နေရလို့အဆိုပါရဲဘော်မှဆက်ပြောပါတယ်။ဖိတယ်စနိုက်ပါသမားတွေရောကျွန်တော်ဘက်ကအဲ့လိုမျိုးကာမီလာတီရင်နဲ့ဝင်ကြုံလာ85ရက်နေရတယ်စနိုက်ပါသမားတွေပါရလိုက်တယ်။အထိနာတော့စစ်ကြောင်းတွေလည်းတန့်ကုန်ရော။အထိနာသွားတဲ့စစ်တပ်အနေဖြင့်စက်တင်ဘာလ29ရက်နေ့နဲ့28ရက်နေ့တို့မှာမြေပြင်စစ်ကြောင်းတွေတက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေကိုသာပုံမှုအုံပြုပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။သို့သော် အဲ့ဒီလိုလက်နက်ကြီးပစ်ကူနဲ့လေကြောင်းပစ်ကူအမြောက်များအသုံးပြုကစစ်ကြောင်းထိုးတာတွေပြုလုပ်နေပြီမဲ့လဲမြေပြင်မှာတော့ဘလုံးမှမတိုးနိုင်ပဲတိခိုက်သိဆုံးမှုတွေသာများနေတယ်လို့နောက်ထပ်မြေပြင်ရဲဘော်တအူမှ BBM ကပြောပါတယ်လက်ရှိသူတို့အနေထားတော့လက်နက်ကြီးအမြောက်များတုံးထွက်နေတာတွေ့ရတယ်လင်းပစ်ကူတွေအများပြားတုံးထွက်တာလည်းထပ်တွေ့ရတယ်မြေပြင်ခြေနေမှာတော့သူတို့ရဲဘော်တွေရှေ့ကိုလုံးဝတက်နိုင်တဲ့ခြေနေမရှိဘူးဒါအပြင်လေကီကုံမျိုးကိုစစ်ကောင်စီနေဖြစ်စစ်မှုတန်းတင်နာဆင်အင်အားအမြောက်များဖြစ် စစ်ကြောင်းထိုးနေပြီမဲ့စတင်စစ်ကြောင်းထိုးစဉ်ကနေဒီနေ့အချိန်ထိစစ်ကြောင်းတက်နေရဲ့အပြင်အင်အား200နီးပါးလောက်ထိခိုက်ပိတ်ဆုံးတာတွေရှိနိုင်တယ်လို့လည်းအဆိုပါရဲဘော်မှဆက်ပြောပါတယ်။ဒီကောင်တွေအင်အားလည်းစားမတန်တော့ဘူးတိုးနေတယ်။လေကြီးကောင်စားနေဒီနေ့ဖြစ်မျက်မြင်နဲ့ခမန်းကြရတော့ဒီကောင်တွေမြေအကျော်တော့ပြုတ်သွားပြီ။တန်ရရတော့လည်းအရင်များတယ်။ပြီးတော့မိုင်းကြောင်တွေရတယ်လည်းတာမုံရအောင်ရှိတယ်။တော်လိုင်းရင်အားစုတွေကြောင့်ဘလို့မှစစ်ကြောင်ရှေ့ဆက်မတိုးနိုင်တဲ့စစ်ကောင်စီအနေဖြင့်၎င်းတို့အခြေပြုရာအနီးအနားမှာရှိရဲ့ ပြည်သူပိုင်နေအိမ်တွေကိုမီးရှို့တာတွေစတင်ပြုလုပ်နေပြီးတော်လရင်အင်အားစုနဲ့ပြည်သူကြားသူခွဲဖို့လှုံ့ဆော်နေရလို့လဲမြေပြင်သတင်းရင်းမြစ်တွေထမှသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းစကိုင်းမြို့ပေါ်ရက်ွက်တွေနဲ့စစ်ဘေးရှောင်တွေနေထိုင်တဲ့ဘုံကြီးချောင်းကိုစစ်ကောင်စီကမနေ့ကညနေပိုင်းမှာတနက်တွေပြစ်ဖောက်ခါဝင်ရောက်စီးနှင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ The Voice of Wallet မတရားမှာတော်ဝင်ခံက BBN ကိုပြောပါဗျ။ စက်တင်ဘာလ29ရက်နေ့ညနေ6:00နာရီဝန်းကျင်ကနေစစ်ကောင်စီကစကိုင်းမြို့ပေါ်ရှိချင်းစုရက်ွက်နဲ့အေမြဝတီရက်ွက်တို့ကိုတနက်တွေပြစ်ဖောက်ဝင်ရောက်စီးနင်းခဲ့ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်စကိုင်းမြို့တာယုကြီးအနောက်ခြမ်းဘောကားရက်ငါးရက်ကြီးနဲ့ဘောကားတောင်မြောက်ရက်တို့ကိုလည်းစစ်ကောင်စီကအကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပြီးတနက်တွေပြစ်ဖောက်ကလူငယ်တွေကိုထပ်မံပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာသခိုင်းမြို့အနောက်တားရက်ရှိစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ဖုန်ကြီးကျောင်းတစ်ကျောင်းကိုလည်းဝင်ရောက်စီးနှင်ခဲ့ပြီးကျောင်းနိုင်ဖုန်ကြီးကိုစစ်ရှောင်တွေကိုဝင်ပြီးအခမ်းအနီးနဲ့စစ်ရှောင်တွေရှိတဲ့ကျောင်းလဲဝင်ဆွဲရင်ဆွဲမှာပဲလို့ပြောဆိုသွားတယ်လို့သိရပါဗျာ။ ဖမ်းဆီးခံရတဲ့လူငယ်တွေတဲကစစ်ကောင်စီနဲ့နှီးဆက်တဲ့အတိုင်းဝိုင်းနဲ့ပတ်သက်သူတွေသာပြန်လွတ်လာပြီးပြည်သူတွေကတော့ငွေပေးလို့လည်းမလွတ်တော်ဘူးလို့ဆိုပါတယ်။လက်ရှိအချိန်ထိပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးတော့လဲစစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကသခိုင်းမျိုးအနှံကိုအိမ်စည်းကားတွေနဲ့လှည့်လည်နေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းရေဦးမြို့နယ်မြောက်ချမ်းရှိ ကျေးရွာတွေနဲ့တန်းဆန်တဲ့တောင်ဝဲချမ်းရှိကျေးရွာတွေကိုစစ်ကောင်စီကဂိုင်ရိုကော့ပတာ၃စီးနဲ့၄ချိန်ထဲမနဲ့ပုံသီးကျဲချတိုက်ခိုက်ခဲ့တာကြောင့်မျိုးသမီးတဦးသေဆုံးခဲ့ရတယ်လို့ NAS က PPN ကိုပြောပါတယ်စတေဘာလာ29ရက်နေ့ညနေပိုင်းကရေဦးမြို့မြောက်ဖက်ချမ်းဖန်ကားစင်ရွာဖုံကြီးကျောင်းနဲ့တန်းဆယ်နယ်တောင်ပယ်ချမ်းရှိကျေးရွာတွေကိုမုံရွာနာမခမတက်လာတဲ့ဂိုင်ရိုကော့ပတာ၃စီးနဲ့ဘုံတိကျဲချ၄ချောင်းတိုက်ခိုက်မှု၄ချိန်ထဲမှာပြုတ်လုသွားတာကြောင့် အမျိုးသမီးတအူထိခိုက်သေးဆုံးခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီကနိုင်ငံ내အဝမ်းကိုပုံကျဲတိုက်ခိုက်နေပြီးတော့တိကျမှန်ကန်တဲ့ပြစ်မှတ်နေရာတွေရရှိအားထောင်လိုင်းရေးပုံစံမျိုးစုံနဲ့ထိုးဖောက်ဝင်ရောက်ကသတင်းချက်လက်ရယူပြီးတိုက်ခိုက်လာတာပဲဖြစ်ပါတယ်စစ်ကောင်စီကလက်နက်အားကိုလေကြောင်းအားကိုနဲ့အချိန်မရွေးနေရာမရွေးရာသီဥတုမရွေးပြည်သူရဲဘော်မရွေးရက်ဆက်စွာတိုက်ခိုက်နေတာကိုအမြဲတရီချက်တင်တယ်လို့ NAS ကတရီပေးပြောကြားထားပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းကိုကိုရစ်ချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တာဝေးပြစ်ထမဟော့ခ်ဒုံးကျည်တွေအတွက်ယူကရိန်းရဲ့တောင်းဆိုချက်ကိုအမေရိကန်သမ္မတထရမ့်ကစဉ်းစားနေတယ်လို့ဒုတိယသမ္မတ JD Vance ကစက်တင်ဘာလ28ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ထရမ့်ကအဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်ကိုချမှတ်ဖို့လိုသေးတယ်လို့ Vance ကပြောကြားခဲ့ပါတယ်။ယူကရိန်းကရုရှားရဲ့စစ်ရေးကိုဆိုးရွားစွာအားနည်းသွားစေပြီးတော့စစ်ပွဲကိုအဆုံးသတ်အောင်တိုက်ခိုက်နိုင်မဲ့လက်နက်တွေပေးရဖို့အနောက်နိုင်ငံမိတ်ဖက်တွေစီက ကာလရှည်ကြစွာတောင်းဆိုထားတာပဲဖြစ်ပါတယ်။ဝေါ်စကူတိုက်ဖို့ကုန်ကြစည်းကရမ်းများနေရင်ငញ្ញရေးဆွေးနွေးပွဲတွေစတင်ရတော့မှာပါလို့လက်ထောက်ကာကွယ်ရေးဝန်ကြီး Evan က BBC ကိုပြောကြားခဲ့ပါတယ်။ Tomahawk ဒုံးကျည်တွေဟာအကွာအဝေးအဖြစ်2500ကီလိုမီတာမိုင်1500ရှိပြီးတော့ယူကရိန်းကနေမော်စကိုကိုပြစ်ခတ်နိုင်တဲ့အကွာအဝေးပဲဖြစ်ပါတယ်။ယူကရိန်းမျိုးတွေကိုမော်စကိုရဲ့အစမပြတ်ဘုံကျဲတိုက်ခိုက်မှုတွေကိုရပ်တန့်ပြီးစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးလို့ရတဲ့ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ်အပေါ်ရန်ဆန္ဒအရထရမ့်ဟာအလွန်စိတ်ဆိုးဒေါသထွက်နေခဲ့တယ်လို့သိရပါတယ်။တနည်းအားဖြင့်ရုရှားရဲ့ယာနဲ့ခြေတဲ့ဒုံးကြီးတွေနဲ့ဒုံးကြီးအစင်း90နီးပါးပါဝင်တဲ့စစ်နနာကြီးစာတိုက်ခတ်မှုတွင် ယူကရိန်းမြို့တော် KF မှာလူလေးဦးတေဆုံးပြီးတော့အနည်းဆုံး80ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကျွန်တော် Richard ပါယနေ့စက်တင်ဘာလ30ရက်နေ့ BBN ရဲ့ပြည်ရင်းပြပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကျမတင်သိမ့်ပါ